တိုင်းရင်းသားတိုင်းဝမ်းများအတွက်ဝန်ကြီးဌာနနှင့်မြို့သားရေးဝစီမံခွဲခွဲမှုအေဂျင်စီတို့သည် e-video series များကိုဖန်တီးရန်တူတကွလှုံ့ဆော်ခဲ့ကြသောကြောင့်မတူညီသောသဘာဝဘေးအန္တရာယ်များနှင့်အရေးပေါ်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ရန်နှင့်ဖြစ်ပေါ်လာသည့်အခါမီတို့တုံ့ပြန်ရမည်ကိုကျွန်ုပ်တို့၏တိုင်းဝမ်းများသိရှိနိုင်ပါသည်အရေးပေါ်အခြေအနေများသည့်အချိန်မီနေရာမြင့်ဖြစ်ပွားနိုင်သည့်ရင်းတွင်ငလျင်လှုပ်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်းများ၊ဆူနာမီ၊မီးလောင်ကျွမ်းမှုနှင့်မီးလောင်လှုပ်ရှားမှုတို့ပါဝင်နိုင်သည်။ အရေးပေါ်အခြေအနေကြုံလာသောအခါအရက်ဘက်ကကွယ်ရေးနှင့်အရေးပေါ်ကယ်ဆယ်ရေးအသင်းဖွဲ့များသည်အကူအညီလိုအပ်ဆုံးလူများကိုကူညီရန်မအားလက်သဖြင့်တင်ကိုရိုင်းနှင့်တင့်မီသားစုကိုပြည်သူစောင့်ရှောက်ရေးအတွက်အစီအစဉ်ရှိရန်အရေးကြီးပါသည်။ဤဗီဒီယိုသည်ဆူနာမီဖြစ်လင်လှုပ်ဆောင်ရန်များကိုရှင်းပြထားသည်။ဆူနာမီဆိုသည်မှာအပြင်းသောရေစီးကြောင်းနှင့်အတူအကောင်းသောလှိုင်းများစတိုက်ဖြစ်ပေါ်နေသည်။ ငလျင်းလှုပ်ခြင်း၊မီးတောင်ပောက်ကွဲခြင်း၊မြေပြိုခြင်းသို့မဟုတ်အုတ်ကခဲမြတ်ရိုက်ခတ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ဆူနာမီသည်တနအီလင်ကီလိုမီတာ800နှုန်းဖြင့်သမုဒ္ဒရာများဖြတ်၍ကီလိုမီတာထောင်ပေါင်းများစွာသွားလာနိုင်သည်။နယူးဇီလန်၏အော်ထယ်ရာကန်ယူရန်အလုံးသည်ဆူနာမီအနေရရှိသည်။ဆူနာမီမရောက်ခင် www.getready.govd.nz တွင်အွန်လိုင်းမှဆူနာမီဘေးလွတ်ရာရွှေ့ပြောင်းရေးဇုန်နယ်မြေပုံများကိုစစ်ဆေးခြင်းဖြင့်တင်သည့်အနေရရှိမှရှောက်ဖွေပါ။ အဲ့ဒီမှာအပြန်အလှန်တုံ့ပြန်တဲ့နိုင်ငံတော်ဆူနာမီဆုံးမြေပုံကိုတင်တွေ့ပါလိမ့်မည်။အိမ်မှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်အားလိုက်ရမှာပဲဖြစ်ဖြစ်အပြစ်မှာပဲဖြစ်ဖြစ်သွားရမယ့်နေရာကိုသိချာသိပါစေ။ဆူနာမီကယ်ဆယ်ရေးလျှောက်လန်းကိုပုံမှန်လေ့ကျင့်သင်သည်။၎င်းသည်တင်ဤဆူနာမီဘေးလွတ်ရာကုန်းတွင်းပိုင်းသို့မဟုတ်မြန်မာသောမြေပြင်သို့ပို့ဆောင်သည့်လမ်းကြောင်းဖြစ်သည်။ဆူနာမီသတိပေးချက်အမျိုးအစားသုံးမျိုးရှိပါသည်။တရားဝင်တဘာဝနှင့်တရားဝင်မဟုတ်သောသတိပေးချက်တို့ဖြစ်သည်။ ဆူနာမီသည်အဝေးမှသမုဒ္ဒရာကိုဖြတ်၍လာနေသောအခါတွင်လူများကိုသတိပေးရန်အချိန်ပိုရသောကြောင့်တရားဝင်သတိပေးချက်ထုတ်ပြန်နိုင်သည်။ယင်းတို့ကိုအမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီဝက်ဘ်ဆိုက်တွင်ထုတ်ပြန်ပြီးဖြစ်ပြီးရုပ်မြင်သံကြားနှင့်ရေဒီယိုတို့မှထုတ်လွှင့်ပြီးဖြစ်သည်။အရေးပေါ်မိုဘိုင်းဖုန်းသတိပေးချက်ကိုလည်းပိတ်ပို့နိုင်သည်။အရေးပေါ်သတိပေးချက်မှန်သမျှကိုချက်ချင်းလိုက်နာပါ။နောက်ထပ် message များကိုလည်းစောင့်မနေပါနဲ့ချက်ချင်းလှုပ်ဆောင်ပါ။ ဆူနာမီသည်လျင်မြန်စွာရောက်ရှိလာနိုင်ပြီးတရားဝင်သတိပေးချက်မထုတ်ပြန်နိုင်သည့်အခြေအနေများလည်းရှိနိုင်သည်။တဘာဝသတိပေးလက္ခဏာများကိုသတိပြုမိပြီးအမြန်လှုပ်ဆောင်ရန်အရေးကြီးသည်။အကယ်၍သင်သည်ကဲအနီးတွင်အပြင်းငလင်လှုပ်ခတ်ခြင်းကိုခံစားရပါကပင်လယ်ရေမျက်နှာပြင်မှရုတ်တရက်တက်လာခြင်းသို့မဟုတ်ကြဆင်းခြင်းပင်လယ်မှကျယ်လောင်သောပုံမှန်မဟုတ်သောအသံများကြားပါကတဘာဝသတိပေးချက်များဖြစ်ပေါ်လာပါသည်။ဤတဘာဝသတိပေးချက်တစ်ခုခံစားရပါကသင်၏လက်ဆွဲအိတ်ကိုယူ၍ဘေးကင်းရာသို့ထွက်ခွာပြီးပါ။ ငလျင်လှုပ်ပါကထိုင်ချအကာအကွယ်ယူပြီးကင်ထားပါတိတ်ထားရမှာငလျင်လှုပ်ချိန်ကြခြင်းအပြင်းချင်းရှိပါကအဆောက်အဦထဲမှာထွက်ပါဆိုလိုသည်မှာမြင်းငလျင်သည်တမနစ်ထက်ပိုကြခြင်းသို့မဟုတ်မတည့်ရရန်ခက်ခဲနေပါကလက်ဆွဲအိတ်ကိုယူပြီးအနည်းဆုံးကုန်မြင့်သို့မဟုတ်ကုန်တွင်းပိုင်းသို့တက်နိုင်သမျှအများဆုံးရွှေ့ပါတငယ်ချင်းများအများသူငါအခြားအဖွဲ့ဝင်များနိုင်ငံတကာမီဒီယာများသို့မဟုတ်အင်တာနက်မှာသတိပေးချက်များကိုတင်လက်ခံရရှိနိုင်ပါသည် ၎င်းတို့ဟာတရားဝင်သတိပေးချက်များသို့မဟုတ်အလို့သဘောသတိပေးချက်ဟုခေါ်ပါသည်အဆိုပါသတိပေးချက်သည်ယုံကြည်စိတ်ချရသည်ဟုယူဆပါကထွက်ခွာရန်စဉ်းစားပါတင်ထွက်ခွာပြီးသည့်နှင့်တုံဆိုင်နေကွေးမနေပဲသတိပေးချက်တိကျမှုကိုစစ်ဆေးပါတရားဝင်သတိပေးချက်များရရှိနိုင်မှာက၎င်းတို့၏ message ကိုအလို့သဘောသတိပေးချက်များဖြင့်ယုံကြည်ပါ ဆူနာမီဖြစ်ပြီးနောက်ဘေကင်းကျောင်းပြောပြီးမှသာအိမ်ပြန်မှာရေဒီယိုနားထောင်မှာသို့မဟုတ်တင့်ဒေတာနဲ့သဆိုင်သည့်သတင်းချက်လက်များနဲ့ညွှန်ကြားချက်များပါရှိသောကြောင့်တင့်ဒေတာခံလူမှုကာကွယ်ရေးအရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့ကိုအွန်လိုင်းတွင်လိုက်နာပါငလျင်လောက်ခတ်ပါကဆူနာမီသို့မဟုတ်ဆူနာမီသတိပေးချက်တခုခုပြီးနောက်အနည်းဆုံး24နာရီကြာကံယူရန်ရေများဒီရေတက်မြေကမ်းများနှင့်မြေချောင်းများနှင့်ဝေးကွာနေရန်ကြိုတင်ပြင်ဆင်ထားသင့်ပါသည် တင်းငယ်သောလှိုင်းလုံးများပင်လျင်အနည်းငယ်ရှိသောရေစီးကြောင်းများကိုဖန်တီးနိုင်သည်။နောက်ဆုံးအနေနဲ့ကယ်ဆယ်ရေးနှင့်အခြားရေးပေါ်လုပ်ငန်းတွေကိုလည်းအဟန့်တားဖြစ်စေနိုင်ပြီးဆူနာမီရေလွှမ်းမိုးမှုရဲ့လက်ကျန်သက်ရောက်မှုတွေကလည်းနောက်ထပ်အနည်းငယ်ရှိနိုင်တာကြောင့်ဆူနာမီလှိုင်းတင့်ဒေသတွေကိုရှောင်ပါအရေးပေါ်အခြေအနေတစ်ခုခုပြီးနောက်မြို့ပြကာကွယ်ရေးနှင့်အရေးပေါ်ဝန်ဆောင်မှုများ၏အကြံဉာဏ်ကိုနားထောင်ပြီးတင့်လုံကြုံရေးကိုအနည်းငယ်ဖြစ်စေသောသို့မဟုတ်တင့်ပိုင်ဆိုင်မှုကိုပုံမှုပျက်စီးစေသည့်မိသည့်အရာကိုမှမလုပ်ပါနှင့် ထူးသဖြင့်တင့်အိမ်နီနာချင်းများကိုစစ်ဆေးပြီးတက်နိုင်ရင်အခြားသူများကိုလည်းကူညီရန်မမေ့ပါနှင့်တင့်အာမခံကိုပုံမှန်စစ်ဆေးပါတဲ့အိမ်အတွက်အာမခံကဘာရှိခြင်းနဲ့ဘေးရန်တွေတခုကြောင့်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ပါကတင့်အားပုံမှန်အခြေအနေတို့ပြန်လည်ရောက်ရှိစေရန်အထောက်အကူပြုစေရန်အရေးကြီးပါသည်တင့်တွင်အာမခံမရှိပါက၎င်းသည်အချိန်ပိုကြမည်ဖြစ်ပြီးတင့်နှင့်တင့်မိသားစုအတွက်ပုံမှန်ခက်ခဲလာနိုင်ပါသည်တင့်ပစ္စည်းပျက်စီးပါကတင့်အာမခံကုမ္ပဏီတို့အများဆုံးဆက်သွယ်ပါ ။တင်ဒီငှားရဲနေထိုင်သူဖြစ်ပါကတင့်အိမ်ပိုင်ရှင်နဲ့တင့်အာမခံကုမ္ပဏီတို့ဆက်သွယ်ပါ။အရေးပေါ်အခြေအနေများအတွက်ပြင်ဆင်ခြင်းနှင့်တုံ့ပြန်ခြင်းဆိုင်ရာနောက်ထပ်အချက်အလက်များအတွက် www.getready.govt.nz အရေးပေါ်အခြေအနေတွင်အစိုးရဝန်ဆောင်မှုများကိုဆက်သွယ်ရန်လိုအပ်ပြီးဘာသာစကားပံ့ပိုးမှုလိုအပ်ပါကသင်သည်စကားပြန်တအူးကိုတောင်းဆိုနိုင်သည်ကိုသတိရပါ။